မင်္ဂလာပါရှင်11ရက်တိုင်ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးပါတော့မယ်ဒီကနေ့မှာတော့လာမယ့်နှစ်ရက်အတွင်းရှမ်းကုန်ပဲခူးအေယာဝတီတနင်္သာရီကရင်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ဆိုတဲ့သတင်းရပါဝင်နောက်ဆုံးညနေခင်းသတင်းများကိုတင်ဆက်ပေးတော့မှာပါဒီသတင်းအပြင်မန္တလေးပသိမ်ကြီးမြို့နယ်နေပြည်တော်ပုပ္ပတိတိမြို့ရဲ့အနီးဘဟုပြုပြီးငလင်းနှစ်ကျိန်လှုပ်ခတ်တဲ့တရင်အိန္ဒိယကို နောက်ထပ်တိုက်ခိုက်မှုဖြစ်ပွားလာပါကပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ဝန်ကြီးချုပ်မိုဒီကပါကစ္စတန်ကိုသတိပေးရတဲ့ဖရင်ပေါင်အားခေါ်ယူနိုင်ရန်လီဗာပူးအသင်းနှီးစက်တဲ့အစားရှိတဲ့တဲ့မြတ်ကိုတင်ဆက်ပြီးတော့မှာပါ ဥဆောင်တဲ့ဘုံအနေနဲ့လာမယ့်နှစ်ရက်တွင်ရန်ကုန်ဘကိုအေရီတနင်္သာရီကရင်နဲ့မူပြည်နယ်တို့တွင်နေရာကွက်ရီမိုးကြီးတဲ့တင်းကိုတင်ဆက်ပေးပါမယ်။နှစ်ရက်တွင်ရန်ကုန်ဘကိုအေရီတနင်္သာရီကရင်နဲ့မူပြည်နယ်တို့တွင်နေရာကွက်ရီမိုးကြီးနိုင်ကြောင်းမိုးလေဝသနှင့်ဇလညွန်ကြားမှုဦးစီးဌာနကမေလ14ရက်နေ့ကထုတ်ပြန်ပါသည်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာမော့တုံလေအားအသင့်တင့်ရှိနေပြီးဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေကကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အသင့်တင့်ဖြစ်ထွန်းနေကြောင်းမူဆလာကထုတ်ပြန်ပါသည်။ မန္တလေးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်တွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်မှာမိုးရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များကိုသတိပြုရန်မိုးစလကအကြံပြုထားပါသည် ဒါအပြင်မြေဝကျွန်းပေါ်မိုးတမခွေမွန်တင်းသားကြီးကံယူတဲ့တခြားနဲ့ကံလုံပင်လေပြင်းတို့မှာတခါတရံမိုးသက်လေပြင်းများကြောက်ပြီးလှိုင်းတင်တင်မှလှိုင်းကြီးနိုင်ကြောင်းမိုးသက်လေပြင်းကြဆင်ရေပြင်းမြပြင်းလေးဟာတနအီလရင်မိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ကြောင်းလှိုင်းမြမှာမြေဝကျွန်းပေါ်မိုးတမခွေမွန်တင်းသားကြီးကံယူတဲ့တခြားနဲ့ကံလုံပင်လေပြင်းတို့မှာခုနှစ်ပေမှ9ပေခန့်ရှိနိုင်ကြောင်းလဲမိုးစလာကအသိပေးထားပါတယ် ောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးပသိမ်ကြီးမြို့နယ်နေပြည်တော်ပေါ်ပါသီရီမြို့ရဲ့အနီးဘဟုပြုပြီးငလင်းနှစ်ကျင်းလှုပ်ခတ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးပသိမ်ကြီးမြို့နယ်နေပြည်တော်ပေါ်ပါသီရီမြို့ရဲ့အနီးဘဟုပြုပြီးမေလ14ရက်ကငလင်းနှစ်ကျင်းလှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုအစည်းအဝေးကထုတ်ပြန်ပါတယ်။မေလ14ရက်မနက်နှစ်နာရီ52မိနစ်18စက္ကန့်ကပသိမ်ကြီးမြို့ရဲ့မြောက်အရှေ့မြောက်ဘက်နှမိုင်ခန့်အနက်30ကီလိုမီတာကိုဝဟိုပြုပြီးအင်အားရီစတာစကေ3အဆင့်ရှိငလင်းလုခတ်ခဲ့တယ်လို့သိရပါတယ်။ ဒါအပြင်မေလ14ရက်မနက်9:55မိနစ်42စက္ကန့်ကပေါ်ပါတီရီမျိုးရဲ့မြောက်ဖက်9မိုင်ခန့်အနက်16ကီလိုမီတာကိုဗဟိုပြုပြီး AR Restar Scale 3.1အဆင့်ရှိငလင်းလောက်ခတ်ခဲ့ကြောင်းထုတ်ပြန်ချက်ရသိရပါသည်။အဆိုအားငလင်းလောက်ခတ်ခဲ့ပြီးတဲ့နောက် AR ပြင်းငလင်းကြီးရဲ့နောက်ဆက်တွဲငလင်းလောက်ခတ်မှု183ကျင်းရှိပြီဖြစ်ပါသည်။ဆလဘီအိန္ဒိယကိုနောက်ထပ်တိုက်ခိုက်မှုဖြစ်ပွားလာပါကပြင်းပြထန်ထန်တုတ်ပြန်မယ်လို့ဝန်ကြီးချုပ်မူဒီကပါကစ္စတန်ကို3ပေးသတင်းကိုတင်ဆက်ပေးပါမယ်။ အိန္ဒိယကိုနောက်ထပ်တိုက်ခိုက်မှုလှုပ်ဆောင်လာခဲ့ပါကပြင်းပြင်းထန်ထန်တုံ့ပြန်သွားမှာဖြစ်ကြောင်းအိန္ဒိယဝန်ကြီးချုပ်မိုဒီကမေလ12ရက်နေ့မေခွန်းမှာပါကစ္စတန်ကိုသတိပေးပြောကြားလိုက်ပါတယ်။အိန္ဒိယပါကစ္စတန်နဲ့အပြန်အလှန်တိုက်ခိုက်မှု၄ရက်ကြာဖြစ်ပွားပြီးတဲ့နောက်ဝန်ကြီးချုပ်မိုဒီကပထမဆုံးအကြိမ်နိုင်ငံတော်မေကွန်ပြောကြားမှုတွင်အဲ့ဒီလိုသတိပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒါဟာစစ်ပွဲခေတ်မဟုတ်တယ်လို့အကြမ်းဖက်တဲ့ခေတ်လည်းမဟုတ်ပါလို့မိုဒီကပြောသွားပါတယ်။အမေရိကန်ရဲ့ဂျာဝင်ဆက်ဆက်ပေးမှုနဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့ကြောင့်အပြစ်ခတ်ရေးဆဲရေးသဘောတူညီမှုလည်းရှားထားပြီးဖြစ်ပါတယ်။ဒါပေမဲ့တတိယဝရီးယားနဲ့ရှိနေတယ်လို့နိုင်ငံလုံးကပြောပါတယ်။မေဂွန်ထဲမှာမိုဒီကအကြမ်းဖက်မှုနဲ့ကုန်သွယ်ရေးဆွေးနွေးမှုဆိုတာအတူမဖြစ်နိုင်ပါဘူးလို့ပြောသွားပါတယ်။ ဒိုနယ်ထရန့်ကအိန္ဒိယပါကစ္စတန်နှစ်နိုင်ငံကြားတိုက်ပွဲရပ်မတာ၎င်းတို့နှစ်နိုင်ငံနဲ့ကုန်သွယ်မှုပြုလုပ်မယ်လို့ပြောဆိုထားတာကိုမိုဒီကရည်ညွှန်းပြောခဲ့ခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးဝန်ကြီးချုပ်မိုဒီကရင်းနဲ့သွေးအတူစီးလို့မဖြစ်ဘူးလို့လည်းဆိုခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားမြေကြီးသဘောတူညီမှုရပ်ဆိုင်းလိုက်ခြင်းကိုရည်ညွှန်းပြောခြင်းဖြစ်ပါတယ်။မိုဒီမေကုံမပြောမီတရက်အလိုမေလ17ရက်နေ့မှာပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှာရစ်က ငါတို့ရဲ့တိတ်ခါငါတို့ရဲ့ကိုကိုကိုလေးစားမှုဟာငါတို့ရဲ့အသက်တွေထက်ပိုတန်မှုရှိရလို့ပြောကြခဲ့ပါတယ်။ဒါပေမဲ့အိန္ဒိယရဲ့ရေပြဒနာကိုပြေလည်တဲ့နှိမ့်နှိုင်းမှုများဖြင့်ဖြည့်ရှင်းနိုင်မယ်လို့ယုံကြည်ကြောင်းလဲပါကစ္စတန်ဝန်ကြီးချုပ်ကပြောပါတယ်။မေလ၁၂ရက်အစောပိုင်းမှာအိန္ဒိယနဲ့ပါကစ္စတန်ထိပ်ပိုင်းဆက်တဲ့ရရှိများကအပြည့်အခက်ရေဆဲရေးသဘောတူထားတဲ့ကိစ္စသေးစိတ်ကိုဆွေးနွေးခဲ့ကြပါတယ်။ ်အေဘီလာ22ရက်ကကက်ရှမီးယားတွင် ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကြောင့်တော်ရစ်အများစုအပါအဝင်လူ26ဦးသေဆုံးခဲ့ပြီးရဲ့နောက်နှစ်နိုင်ငံယခုချိန်နေထိတင်းမာလာခဲ့ခြင်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအပြီးကက်ရှမီးယားစစ်သွေးကြောင်များကိုပါကစ္စတန်ကအားပေးနေတယ်လို့အိန္ဒိယဘက်ကဆွဆဲလာခဲ့ပါတယ်။ကက်ရှမီးယားဟာ၎င်းတို့နိုင်ငံစလုံးကသူ့ပိုင်ငါပိုင် ပြောဆိုထားတဲ့နေရာစစ်ပွဲနှစ်ခုကိုဖြစ်စေခဲ့တဲ့နေရာဖြစ်ပါတယ်။ Kashmir ပြည်ရပြီးမြည်ရင်မျှပေးတဲ့ Indus Waters Treaty အရေးကြီးသဘောတူညီချက်ကိုအိန္ဒိယဘက်ကစိုင်းငံ့ခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Frenbaugh ခေါ်ယူနိုင်ရင် Liverpool အသင်းနှိစတဲ့သတင်းကိုတင်ဆက်ပြပါမယ်။ Liverpool အသင်းဟာ Leverkusen နောက်ခံကစားသမား Frenbaugh ကိုလာမယ့်နေရာဒီမှာခေါ်ယူနိုင်ဖို့နှိစနေပြီလို့သိရပါတယ်။ လီဗာပူးတင်းဟာဒီယာဒီကောမှာအတင်းကနေထွက်ခွာမယ်လို့ကြေညာထားတဲ့အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားအာနိုရဲ့နေရာမှာအစားထိုးဖို့အတွက်လီဗာကူစင်နောက်ခံကစားသမားဖရင်ပောင်ကိုကာလာရှေချိတ်ဆက်ခဲ့တာပါအခုလီဗာပူးအသင်းရဲ့ဖရင်ပောင်တို့ရဲ့ဆွေးနွေးမှုမှာတိုးတက်မှုများရှိနေပြီးလာမယ့်နေရာဒီမှာခေါ်ယူနိုင်ဖို့နှိစက်နေပြီဖြစ်တယ်လို့ဗြိတိန်မီဒီယာတွေကဖော်ပြနေကြတာပါ အသက်24နှစ်အရွယ်နယ်သာလန်နောက်ခံကစားသမား Frame Ball ဟာ Leverkusen သင်းနဲ့2028ခုနှစ်ထိအစားကျုပ်တည်ရှိနေပြီးသူ့ရဲ့စာချုပ်လျှော်ကြေးမှာ Euro 35သန်းပေါင်29သန်းဖြစ်တယ်လို့သိရပါတယ်။လေဘာကူသင်းအနေနဲ့ဖရင်ပောင်ရဲ့စာချုပ်လျှော်ကြေးကိုပေးချေဖို့အသင့်ရှိနေပြီးလေဘာကူစင်သင်းဘက်ကလည်းကစားသမားကိုတားဆီးဝယ်မရှိဘူးလို့သိရပါတယ်။ဖရင်ပောင်ဟာဒီယာဒီမာလေဘာကူစင်သင်းအတွက်ပြိုင်ပွဲစုံ48ပွဲကစားထားပြီးလေဘာပူးတို့ပြောင်းရှိကစားဖို့ဆန္ဒရှိနေတယ်လို့သိရပါတယ်။ 11ရက်တဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးကြတာပါကြည့်ရှုနားဆင်ပေးကြတဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညနေခင်းလေးဖြစ်ကြပါစေရှင်